โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုရီမားရေအားလုံးပဲမင်္ဂလာပါဗျเนาะအရင်ဘက်ကကျွန်တော်ရဲ့ကိုရီမားတွေ10ရက်ကနေ14ရက်ထိကိုတန်းငယ်ဟူးမကျော်ပတ်တီခုနှစ်ပတ်တီကိုဗာကြလဲဆိုခွန်ဘူးတစ်ကြိမ်တနင်္လာနေ့မှာเนาะ84တစ်ကြိမ်နှစ်ကြိမ်တိတိကြာဟုတ်ပြီနော်ဟူးမကျော်ပတ်တီခုနှစ်ပတ်တီမပြောက်ဘရိတ်တစ်ဘရိတ်ကိုဗာထွက်သွားလဲတန်းငယ်ဆိုရင်မပြောက်ဘရိတ်တစ်ဘရိတ်ကိုတန်းငယ်84ဆိုတော့တစ်ဘရိတ်ထွက်တယ်ဟုတ်ပြီနော်84ဆိုတော့ကျွန်တော်ရဲ့ကိုရီမားဗာဘရိတ်ထွက်လဲတိဗတိတ်ထွက်သွားတယ် အခုကျွန်တော်ကိုမများအလုံးပဲတစ်ချက်ကြည့်မပြောက်ပတ်သီး၄ပတ်သီးကိုကျွန်တော်ကိုမမပြောက်ပတ်သီးဖြစ်တဲ့အတွက်အနိုင်ဆုံး၂ချိန်ကြရမယ်လို့ပြောခဲ့တဲ့ခိုက်တက်မှာဘာတွေထက်သွားလဲတန်းငယ်ရေးဆိုရင်၄၁တစ်ချိန်40ခွန်ကပထမအဦးဆုံးတစ်ချိန်41တစ်ချိန်ကျွန်တော်ရဲ့ကိုမကြီးအလုံးပဲ42တစ်ချိန်ကျွန်တော်တို့3ချိန်တိတိနော်3ချိန်တိတိကျွန်တော်ရဲ့ကိုမကြီးအလုံးပဲထွက်ရှိလို့အောင်မြင်ခဲ့တယ်ဒါတန်းငယ်နော်လိုက်ရှိုးကို အားပေးတဲ့ကိုရီမတွေအားလုံးပဲတည်ပါရယ်နော်တန်းငယ် live show ကိုကြည့်တဲ့ကိုရီမတွေအားလုံးပဲမွေးကနန်း live show ပတ်သီးနဲ့ရှုံးနေဆိုတာမရှိအောင်တန်းငယ်အားလုံးကိုကူညီပေးခဲ့တယ်ဒါတန်းငယ်ရဲ့နော်ကိုရီမတွေအားလုံးပဲတည်ပါရယ်ကဲအလုံးပဲတယောက်တစ်ချက် share ပါနော်အဲ့လက်မလေးတွေကိုစီကိုစီနှိပ်ပါ share လို့ရတဲ့ကိုမမြအားလုံးပဲတယောက်တစ်ချက် share ပါဦး ဟုတ်ပြီနော်ရပဲဟူးမကျော်ပတ်သီးကိုခွန်ပတ်သီးခွန်ဘူး84တနင်္လာနေ့မှာထွက်တယ်မပြောက်ပရိတ်တပိတ်ကို84ဆိုတော့တနင်္လာနေ့မှာတခါထွက်တယ်မပြောက်ပတ်သီး၄ပတ်သီးကို50ခွန်တစ်ကြိမ်51တစ်ကြိမ်52တစ်ကြိမ်3ကြိမ်တိတိထွက်ရှိလို့အောင်မြင်ခဲ့တယ်အထူးမွေးကနန်း၄ခွက်ပေးတာကျွန်တော်ရဲ့ကွေးမကြီးပါထွက်သွားလဲဆိုတော့၃ည3ဆိုတော့မွေးကနန်းဒက်အောင်မြင်မှုရခဲ့တယ်နော်။၃ည3ဆိုတော့မွေးကနန်းကျွန်တော်ရဲ့ကွေးမကြီးဒက်အောင်မြင်မှုရခဲ့တယ်။ အကွေမရဲ့အားလုံးပဲเนาะတန်းငယ် live show ကိုကြည့်တဲ့သူများသိပါတယ်ကဲဒါဆိုကျွန်တော်ရဲ့အကွေမအားလုံးပဲ live show လေးကိုတန်းငယ်တို့စတင်ပြီးသွားမယ်ဗျာเนาะ live show လေးကိုကျွန်တော်ရဲ့အကွေမအားလုံးပဲစတင်ပြီးတော့သွားကြမယ်အားလုံးပဲတယောက်တစ်ချက် like ကြည့်ပေး share လို့ရတဲ့အကွေမရဲ့အားလုံးပဲတယောက်တစ်ချက် share ပေးပါအောင်เนาะဟုတ်ပြပေးခြင်းတော့ကျွန်တော်ကိုမှမြအားလုံးပဲเนาะ ယူဟာခဏဆောက်မယ်နော်ကိုမောင်များလုံးပဲယူဟာနေနေသေးတယ်ယူဟာခဏဆောက်မယ်ယူဟာခဏဆောက်မယ်အမြန်လေးဝင်လာခဲ့ဟုတ်ပြီနော်အမြန်လေးကျွန်တော်ရဲ့ကိုမောင်များအားလုံးပဲဝင်လာခဲ့ပါယူဟာခဏဆောက်မယ်နော်အဲ့မကောင်းဘူးလားဗျာယူဟာခဏဆောက်မယ်နော်အားလုံးပဲ အရင်ဆုံးကျွန်တော်ရဲ့ဂွေမိုင်အားလုံးပဲမပြောက်ပတ်သီးအရင်ဆုံးပြပေးမယ်နော် မပြောက်ပတ်သီးအရင်ဆုံးပြပေးပါမယ်မပြောက်ပတ်သီးလေးကိုကျွန်တော်ရဲ့ဂွေမိုင်အားလုံးပဲအရင်ဆုံးလိုက်ကြည့်ပေးပါမပြောက်တဲ့တပတ်လုံးစာအတွက်မပြောက်တဲ့မပြောက်ပတ်သီးအရင်ဘက်မပြောက်ပတ်သီးကတော့တန်ငယ်၄ပတ်သီးပေးတယ်တစ်ချိန်၂ချိန်၃ချိန်တီတီကျွန်တော်ရဲ့ဂွေမိုင်ထွက်ရှိလို့အောင်မြင်ခဲ့တယ်မပြောက်ပတ်သီးဖြစ်တဲ့၄ပတ်သီးကျွန်တော်တို့ခုနှစ်ချိန်နဲ့၃ချိန်တီတီကျွန်တော်ရဲ့ကိုမမများထွက်ရှိလို့အောင်မြင်ခဲ့တယ်ဟုတ်ပြီနော် ကဲအားလုံးပဲမြန်မြန်လေးဝင်လာခဲ့ဟုတ်ပြီနော် share လို့ရတဲ့ကိုမောင်များအားလုံးပဲ share ခြင်းဖြင့်ဝင်ရန်ပေးထား share လို့ရတဲ့ကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲ share ခြင်းဖြင့်ဝင်ရန်ပေးထားပါဟုတ်ပြီနော်ပတ်သီးလေးထုတ်ပေးတဲ့ပတ်သီးနဲ့ရှုံးမရှိကြဘူးလို့ကိုမိုင်အားလုံးအာမခံမှုနဲ့ပေးတယ်ပြောရတဲ့အချိန်မှာတန်းငယ်အောင်မြင်မှုရအောင်အားလုံးကိုကူညီနိုင်ခဲ့ပါတယ်နော်ဒါကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲသိပါတယ်နော်ကဲဒါဆိုကျွန်တော်ရဲ့ကိုမောင်အားလုံးပဲမပြောက်ပတ်သီးလေးတစ်ချက်ပြမယ်ပြအားလုံးပဲမပြောက်ပတ်သီးလေးကိုကျွန်တော်ရဲ့ကိုမောင်များအားလုံးကကျွန်တော်ရဲ့ကိုမောင်လိုက်ကြည့်ပေးမပြောက်ပတ်သီးနော် မပြောက်ပတ်သည်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုမကြီးဘယ်နှကြိမ်ကြရမလဲနှစ်ကြိမ်တိတိကြရမယ်တဲ့မပြောက်ပတ်သည်လေကျွန်တော်ရဲ့ကိုမများတစ်ချက်ကြည့်ပါ28ကကျွန်တော်ရဲ့ကိုယ်မတွေရှစ်မပြောက်ပတ်သည်နော်မပြောက်ပတ်သည်ကျွန်တော်ရဲ့ကိုယ်မအားလုံးပဲတစ်ချက်လိုက်ကြည့်ပါ28ကကျွန်တော်ရဲ့ကိုယ်မတွေရှစ်အပိတ်ဟုတ်ပြီနော်16ကတိထိတ်ကျွန်တော်ကိုယ်မများ16ကတိထိတ်ကျွန်တော်ရဲ့ကိုယ်မတွေ တိ6ဒီကလည်းကျွန်တော်ရဲ့ကိုမောင်မြန်အလုံးပဲ6အပိတ်နဲ့8တိ6သုံးလုံးပေါင်းခြင်းဖြစ်တယ်။ဒါမပြောက်ပတ်သီးပါနော်။မပြောက်တဲ့တပလုံးစားတွေမပြောက်တဲ့ပတ်သီး8ကတကယ်ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့ကျွန်တော်ကိုမောင်မြန်ဘာရမလဲ။8ရဲ့1ရဲ့ပေါင်းတော့9ပါတယ်။9နဲ့6နဲ့ပေါင်းတော့ကျွန်တော်ကိုမောင်မြန်9ရဲ့6ကပေါင်းတော့9ရပါတယ်။ ငါးဒီကကျွန်တော်ရဲ့ကူမာကြီးတပတ်လုံးစာတွေမပြောက်တဲ့ပတ်သီးဖြစ်ပါလေတဲ့ရှင်းနဲ့တင်းနဲ့ပေါင်းတော့9ပါ9ရဲ့6ရဲ့ပေါင်းတော့9ပါငါးဒီကကျွန်တော်ရဲ့ကူမာကြီးမပြောက်တဲ့ပတ်သီး9ပတ်သီးမပြောက်ပတ်သီး1မှာပြရတဲ့အတွက်2ကိုကြည့်မပြောက်ပတ်သီးဖြစ်တဲ့အတွက်နှစ်ကြိမ်ကြာမယ်တဲ့9ပတ်သီးမပြောက်ပတ်သီး96ဆိုပြီး1ကြိမ်နဲ့35ဆိုပြီး1ကြိမ်65ဆိုပြီး1ကြိမ်ကျွန်တော်တို့3ကြိမ်တိတိတော့မပြောက်ပတ်သီး9ပတ်သီးထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့အရင်ဘွဲအတန်းငယ်မွေးကနန်းထွက်လာဆိုတန်းငယ်ရဲ့မွေးကနန်း3ည3ဆိုတဲ့ဟဲ့ဒီ3ည3ဆိုတဲ့မွေးကနန်းထွက်ရှိလို့အောင်မြင်ခဲ့တယ်နော် ကဲကျွန်တော်တို့ပေါ်နီးမူတိုင်းပဲတဆိုင်တည်းသွားမယ်88တွေကျွန်တော်တို့ရှေ့အပိတ်ဟုတ်ပြီနော်26ကနှစ်ထိပ်35ကကျွန်တော်တို့ငါအပိတ်နဲ့ရှင်းနဲ့ငါကျွန်တော်ရဲ့ကိုမကြီး၃လုံးပေါင်းချင်းဖြစ်တယ်တဲ့ရှင်းနဲ့နှစ်နဲ့ပေါင်းတော့၃ညပါရှင်းကနှစ်ကပေါင်းတော့၃ည၃ညရဲ့၅ရဲ့ပေါင်းတော့ကျွန်တော်တို့မရရမလဲ ငါးပဲရတယ်ကျွန်တော်ရဲ့ကွေမကြီးငါးဒီကမပြောက်ပက်သည်ဒီမှာငါးပတ်ဒီမပြောက်ပက်သည်၃ချိန်ကြတယ်ခု2မှာပြရတဲ့အတွက်တတိကိုကြည့်မယ်ငါးပတ်ဒီကျွန်တော်ရဲ့ကွေမကြီးမပြောက်ပက်သည်ဘယ်နှချိန်ကြလဲဆိုရင်ဟာဒီမှာ59ဆိုပြီး2ချိန်35ဆိုပြီး2ချိန်မပြောက်ပက်သည်ငါးပတ်ဒီ2ချိန်2ချိန်တိတိနော်အနေဆုံးမထွက်ပါဘူးဆိုရင်တော့မပြောက်ပက်သည်ဖြစ်တဲ့အတွက်အနေဆုံး2ချိန်တော့ထွက်တယ်ဟုတ်ပြီနော်မပြောက်မထွက်ပါဘူးဆိုရင်တော့ကျွန်တော်ရဲ့ကွေမကြီးမပြောက်ပက်သည်ဖြစ်တဲ့အတွက်အနေဆုံး2ချိန်တော့ထွက်ပါတယ်လို့ဟုတ်ပြီလား ငါးဘက်ဒီမျိုးပြောပွဲဒီတစ်ချိန်နှစ်ချိန်တိတိကျွန်တော်ရဲ့ဂွေမာကြီးဟဲ့ဒီငါးဘက်ဒီမျိုးပြောပွဲဒီကနှစ်ချိန်တိတိထွက်ရှိလို့အောင်မြင်ခဲ့တယ်ဒီနည်းမူတိုင်းပဲကျွန်တော်ရဲ့ဂွေမာကြီးတစ်ချက်ကြည့်ဟုတ်ပြီနော်ပေါ်နီဒီနည်းမူတိုင်းပဲ၃ရက်နှစ်ကကျွန်တော်ရဲ့ဂွေမာကြီးနှစ်အပိတ်ပါတဲ့35ကကျွန်တော်တို့35ဒီကျွန်တော်ရဲ့ဂွေမာကြီး၃ထိပ်ပါ59ကကျွန်တော်တို့6အပိတ်နဲ့ဒီနည်းမူတိုင်းပဲနှစ်3ကိုကျွန်တော်ရဲ့ဂွေမာကြီး၃လုံးပေါင်းခြင်းဖြစ်တယ်တဲ့နှစ်နဲ့3နဲ့ပေါင်းတော့9ပါ9နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရအောင် နှစ်ရက်သုံးရက်ပေါင်းတော့ငါ9ရက်9ရက်ပေါင်းတော့6ရက်ပါလေ6ဒီကကျွန်တော်ရဲ့ကွေမာလေးမပြောက်တဲ့ပတ်တီဒါရင်ပွဲကတန်းငယ်ထုတ်ပြီးတဲ့မပြောက်ပတ်တီဆိုင်နော်လေးပတ်တီမပြောက်ပတ်တီကိုကျွန်တော်ကွေမာလေး40ခွန်ဆိုပြီးတစ်ကြိမ်မပြောက်ပတ်တီဖြစ်တဲ့အတွက်အနေဆုံး2ကြိမ်တော့ထွက်မယ်လေးပတ်တီမပြောက်ပတ်တီ40ခွန်တစ်ကြိမ်41တစ်ကြိမ်42ဆိုပြီးတစ်ကြိမ်3ကြိမ်တိတိကျွန်တော်ကွေမာမပြောက်ပတ်တီလေးပတ်တီထွက်ရှိလို့အောင်မြင်ခဲ့တယ်ဆိုရင်လာမယ့်ပွဲအတွက်မပြောက်ပတ်တီပတ်ချင်တဲ့ကိုမာများ88ဒီကျွန်တော်ရဲ့ကိုမာတွေရှေ့ရပိတ်ပါတယ်68ကကျွန်တော်တို့6ထိပ်ပါ 41ကကျွန်တော်ရဲ့ဂွေမာတွေတိအပိတ်66 1ကျွန်တော်ရဲ့ဂုံပေါင်းများ၃လုံးပေါင်းခြင်းဖြစ်တယ်တဲ့ရှင်းနဲ့ချောင်းနဲ့ပေါင်းတော့၄ပါ၈ကဲ၆ကဲပေါင်းတော့၄ပါတဲ့ကျွန်တော်ကုံမာများ၈ကဲ၆ကဲပေါင်းတော့၄၄ရဲ့၁ကဲပေါင်းတော့ကျွန်တော်တို့၅ရတဲ့၅ဒီကကျွန်တော်ရဲ့ကုံမာကြီးနာဝယ်ပွဲအတွက်ကျွန်တော်တို့၁၇ရက်က၂၁ရက်နေ့အထိမပြောက်ပတ်သေးဘူးကျွန်တော်ရဲ့ကုံမာအားလုံးပဲ၅ပတ်သေးဖြစ်ပါတယ်တဲ့ဟုတ်ပြီနော် ဒီမှာငါးပတ်ဒီမပြောက်ပတ်ဒီကိုကျွန်တော်ရဲ့ကွေမကြီးတစ်ချိန်၂ချိန်၃ချိန်ထွက်တယ်တဲ့ဒီမှာငါးပတ်ဒီမပြောက်ပတ်ဒီကိုလည်းကျွန်တော်တို့ကတစ်ချိန်၂ချိန်ထွက်တယ်ဒီမှာမပြောက်ပတ်ဒီ၄ပတ်ဒီကိုတစ်ချိန်၂ချိန်၃ချိန်ထွက်တယ်ဆိုရင်လာမယ့်ဘက်အတွက်မပြောက်ပတ်ဒီဖြစ်တဲ့ကျွန်တော်ရဲ့ကွေမကြီးဟဲ့ဒီမပြောက်ပတ်ဒီဖြစ်တဲ့ငါးပတ်ဒီကအထွက်ပါဦးဆိုရင်အနေဆုံး၂ချိန်ထွက်လိမ့်မယ်ဟုတ်ပြီနော်အလုံးပဲတယောက်တစ်ချက် like လောက်မှနှိပ်ပါ share လို့ရတဲ့ကွေမကြီးအလုံးပဲ share ပါနော် share တဲ့သူရန်နေနေတဲ့ viewer ရန်နေနေတဲ့ share လို့ရတဲ့ကွေမကြီးအလုံးပဲ share ပေးထားဟုတ်ပြီပြိုင်ပြမယ်နော် လမ်းဘွဲတဲ့တန်းခဲ့ပြီးတဲ့ဘရိကကြံခဲ့တဲ့ဘွဲရပြီးတဲ့ဘရိကတစ်ပရိတ်ဆိုပြီးပြီးတယ်။ခုမကျော်ဘက်ဒီ9ပက်ဒီနဲ့မပြောက်ပက်ဒီ4ပက်ဒီနဲ့50ခုဆိုတော့တစ်ပရိတ်တစ်ခါလဲတွဲကြတာ။အဲ့ဒီကျွန်တော်ရဲ့ကိုယ်မာတွေဘရိဆိုင်ကိုပြန်ပြီးပြပေးမယ်တစ်ဖက်ကြည့်။56ဒီကျွန်တော်ရဲ့ကိုယ်မာတွေ9ထိပ်ဟုတ်ပြီနော်။56 9ထိပ်66ကကျွန်တော်တို့6အပိတ်66ဒီ6အပိတ်ကျွန်တော်ရဲ့ကိုယ်မာတွေ10ဘူးဒီကကျွန်တော်တို့10ထိပ်နဲ့968ကျွန်တော်ရဲ့ကိုမာတွေ3လုံးပေါင်းချင်းဖြစ်တယ်တဲ့။9နဲ့6နဲ့ပေါင်းတော့1ပါ9ရဲ့6ကပေါင်း ောင်းတော့တိတက်ကဲရှိကဲပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9နဲ့6နဲ့ပေါင်းတော့တိတက်နဲ့8နဲ့ပေါင်းတော့ကိုရတယ်တဲ့ကိုကိုကျွန်တော်တို့ကနက်ခတ်ခေါ်မယ်ဟုတ်ပြီနော်ကိုကိုကျွန်တော်ရဲ့ဂွေမာကြီးနက်ခတ်ခေါ်ကိုရဲ့နက်ခတ်ဒီက6ပါ6ဒီကကျွန်တော်ရဲ့ဂွေမာကြီးမပြောက်တယ်ပတ်တိဖြစ်တယ်6ပတ်တိမပြောက်တယ်ဗရိတ်ဖြစ်တယ်ဗောနော်ဗရိတ် 6 break ဒီကလည်းကျွန်တော်ရဲ့ကွေမာရေ9ရဲ့6ကပေါင်း1တိတ်ကရှိခဲ့ပေါင်းတော့ကိုကိုနက်ခတ်ခေါ်ခြင်းဒီ6 6 break ကမပြောက်တဲ့ break 6 break ကမပြောက်တဲ့ break တန်းငယ်ကြီးနှစ်ချိန်ဆုံးမှလာတော့အမမခံဘူးအနေဆုံးတစ်ချိန်တော့ထွက်တယ်เนาะတစ်ချိန်တော့ထွက်တယ်မပြောက် break 6 break ကိုကျွန်တော်ရဲ့ကွေမာကြီးဘာထွက်လဲဆိုရင်ကျွန်တော်တို့ကဟာဒီမှာ10ဘူးဆိုပြီးတစ်ချိန်နဲ့ကျွန်တော်ရဲ့ကွေမာကြီး10ဘူးဆိုပြီးเนาะတကယ်ကျွန်တော်ရဲ့ကွေမာတွေထွက်ရှိလို့အောင်မြင်ခဲ့တယ်6ဘရိတ်မပြောက်ဘရိတ်10ဘူးဆိုပြီးကျွန်တော်ရဲ့ကွေမာတွေ10ဘူးဆိုတော့6ဘရိတ်ထွက်ရှိလို့အောင်မြင်ခဲ့တယ်တစ်ချက်ကြည့်အပေါ်နီးမူတိုင်း 89ရှစ်ဘူးဒီကကျွန်တော်ရဲ့ဂွေမရဲ့ရှစ်ထိတ်9ဘူးကကျွန်တော်တို့9အပိတ်တဲ့9ဘူးဒီ9အပိတ်9ဘူးဒီကကျွန်တော်ရဲ့ဂွေမရဲ့9ထိတ်နဲ့89 9သုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့ကျွန်တော်ဂွေမများ89 9သုံးလုံးပေါင်းခြင်းဖြစ်တယ်ဟုတ်ပြီနော်89သုံးလုံးပေါင်းခြင်းနဲ့89ရဲ့ပေါင်းတော့ကျွန်တော်တို့ခွန်နှစ်ပါ6ရေ9ရေပေါင်းတော့ခွန်9ရေ9နဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲခွန်ရေ9ရေပေါင်းတော့6ရပါတယ်6ကိုနက်ခတ်ခေါ်ဒီနည်းမှုတိုင်းနက်ခတ်ခေါ်6ရေနက်ခတ်ဒီက ကိုးပါကိုးဒီကကျွန်တော်ရဲ့ဂွေမိုင်အားလုံးပဲမပြောက်တဲ့ပရိတ်ဖြစ်တယ်တဲ့ကိုးပရိတ်မပြောက်ပရိတ်၆ပရိတ်မပြောက်ပရိတ်ကို၈ဘူးဆိုပြီးထွက်တယ်ကိုးပရိတ်မပြောက်ပရိတ်ကျွန်တော်ရဲ့ဂွေမိုင်တစ်ချက်ကြည့်ကိုးပရိတ်မပြောက်ပရိတ်ကိုကျွန်တော်တို့ကဟာဒီမှာတရှိဆိုပြီးကိုးပရိတ်တစ်ကြိမ်၊၃ညာကိုးဆိုပြီးကိုးပရိတ်တစ်ကြိမ်ကိုးပရိတ်မပြောက်ပရိတ်ကိုတစ်ကြိမ်နှစ်ကြိမ်တိတိကျွန်တော်ရဲ့ဂွေမိုင်ထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့ဒီမှာတစ်ချက်ကြည့်နော်နောက်ထပ်ပရိတ်ဒါလမ်းမပွဲကကြံခဲ့တဲ့ပွဲကတန်းငယ်ပေးခဲ့တဲ့ပရိတ်ပါတရှိတီကကျွန်တော်ရဲ့ဂွေမိုင်တွေတိထိပ်ပါတဲ့၃ဘူးကကျွန်တော်တို့၃ထိပ်ပါ 46ကကျွန်တော်ရဲ့ကွေမကြီး၄ထိတ်နဲ့တစ်3လေးသုံးလုံးပေါင်းချင်းဖြစ်ပါတယ်တစ်နဲ့3နဲ့ပေါင်းတော့ကျွန်တော်ကွန်မဘာရမယ်တစ်ကဲ3ရဲ့ပေါင်းတော့၄ပါ၄ရဲ့၄ရဲ့ပေါင်းတော့8ရပါတယ်8ကိုကျွန်တော်တို့နက်ခတ်ခေါ်ခြင်းသည်8ရဲ့နက်ခတ်ဒီကတစ်ဖြစ်ပါတယ်တစ်ဒီကကျွန်တော်ရဲ့ကွေမတွေမပြောက်တဲ့ break ဒါကြံခဲ့တဲ့ဘွဲရတန်းငယ်မပြောက်တဲ့ break ပေးတာပေါ့နော်ဒီတစ် break ပေးခဲ့တယ်မပြောက် break ကျွန်တော်ရဲ့ကွေမကြီးတစ် break ထွက်လာမထွက်လာသတိမပြရတဲ့အတွက်ဖိုးကိုကြည့်မယ်တဲ့မပြောက် break တစ်ကျွန်တော်ရဲ့ကွေမဟာဒီမှာ 40ခွန်းဆိုပြီးကျွန်တော်ရဲ့ကုမာရီ40ခွန်းဆိုပြီးတစ်ပဒိတ်မပြောက်ပဒိတ်ကျွန်တော်ရဲ့ကုမာရီထွက်ရှိလို့အောင်မြင်ခဲ့တယ်ဒီမှာ6ပဒိတ်ပြောက်ပဒိတ်ကို10ဘူးတဲ့6ပဒိတ်ပြောက်ပဒိတ်ကို10နဲ့3ညာကို2ကြိမ်နဲ့တစ်ပဒိတ်ကိုလည်းကျွန်မမပြောက်ပဒိတ်တစ်ပဒိတ်ကို40ခွန်းဆိုတော့တစ်ပဒိတ်ထွက်တယ်ဆိုရင်လမ်းမဲ့ဘွဲ့တော့ကျွန်တော်ရဲ့ကုမာရီမပြောက်တဲ့ပဒိတ်ပဒိတ်လိုက်ချင်တဲ့ကုမာရီနော်ပဒိတ်ပြပေးမယ်65အတိကကျွန်တော်ရဲ့ကုမာရီကိုထိုက်နော်ဒီနေ့မူတိုင်းပဲနော်ဒီနေ့မူဒီနေ့မူတိုင်းပဲခွန်ဘူးဒီခွန်အပိတ်32ကကျွန်တော်ကုမာမြန်3ထိတ်နဲ့တဲ့ ကိုခွန်တုံကျွန်တော်ရဲ့ဂွေမကြီးသုံးလုံးပေါင်းခြင်းဖြစ်တယ်ကိုခွန်တုံသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့ကိုနဲ့ခွန်နဲ့ပေါင်းတော့6ပါတဲ့ကိုရဲ့ခွန်ရဲ့ပေါင်းတော့6တဲ့6ရဲ့3ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ6ရဲ့ တုံးရဲ့ပေါင်းတော့900ရပါတယ်ကိုကိုနက်ခတ်ခေါ်ခြင်းသည်6ဖြစ်ပါတယ်တဲ့6ဒီကကျွန်တော်ရဲ့ကွေမာကြီးလာမယ်ပွဲတဲ့မပြောက်တဲ့ဗတိတ်ဖြစ်ပါတယ်ကိုရဲ့ကွန်ရဲ့ပေါင်းတော့6 6နဲ့3နဲ့ပေါင်းတော့9တဲ့ကိုကိုနက်ခတ်ခေါ်ခြင်းသည်6 6ဒီကကျွန်တော်ရဲ့ကွေမာကြီးလာမယ်ပွဲတဲ့မပြောက်တဲ့ဗတိတ်ဖြစ်ပါတယ်ဗတိတ်လိုက်ခြင်းနဲ့ကွေမာကြီးဗတိတ်လိုက်နိုင်ပါတယ်နော်အားလုံးပဲမแชร์ရသေးတဲ့ကိုမာမြောင်အားလုံးပဲနော်မမီတို့ပေတို့ဂရုတို့ရှိရင်တယောက်တစ်ချက်แชร์ပေးနော်แชร์မှုแชร์ရလေးတွေမြင်ချင်ပါတယ်အားလုံးတော့ကိုမာမြောင်အားလုံးပဲဟုတ်ပြီနော် အားလုံးတော့ကျွန်တော်ရဲ့ကွေမိုင်အားလုံးပဲ share မှု share လေးတွေမြင်ကျင်နေဗျာဟုတ်ပြီနော်ဒါဆိုကျွန်တော်ရဲ့ကွေမတွေဟူးမကျော်ဘတ်တီလေးဆက်ပြမယ်81ကကျွန်တော်ရဲ့ကွေမတွေခွန်ထိုက်ဒါကဟူးမကျော်ဘတ်တီနော်28ကကျွန်တော်ရဲ့ကွေမတွေရှေ့အပိတ်တဲ့16ကကျွန်တော်ရဲ့ကွေမိုင်အားလုံးပဲတစ်ထိန်နဲ့ခွန်ရှေ့တစ်ကျွန်တော်ရဲ့ကွေမတွေ၃လုံးပေါင်းခြင်းနဲ့မင်္ဂလာပါသားချောတဲ့မင်္ဂလာပါနော် တေပူးက16ကတစ်ထိတ်ခွန်ရှစ်တဲ့သုံးလုံးပေါင်းချင်းခွန်နဲ့ရှစ်နဲ့ပေါင်းတော့9ပါတဲ့ခွန်ရဲ့ရှစ်ကေပေါင်းတော့9 9ရဲ့တစ်ကေပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9နဲ့တစ်နဲ့ပေါင်းတော့ကျွန်တော်ရဲ့ကိုယ်မတွေ6ရပါတယ်6ဒီကဟူးမကျော်တဲ့ပတ်သီးဖြစ်တယ်တဲ့6ပတ်သီးဟူးမကျော်ပတ်သီး1မှာပြထားတဲ့အတွက်2ကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်6ပတ်သီးဟူးမကျော်ပတ်သီးကျွန်တော်တို့ကအဲ့ဒီမှာ56ဆိုပြီးတစ်ချိန်62ဆိုပြီးတစ်ချိန်မပြောက်ပတ်သီးဟူးမကျော်ပတ်သီး 6ဘတ်ဒီတနင်္လာနေ့မှာတစ်ကြိမ်ပိုတဘူးနေ့မှာတစ်ကြိမ်နော်နှစ်ကြိမ်ဒီဒီကျွန်တော်ရဲ့ဂွေမာတွေထွက်ရှိလို့အောင်မြင်ခဲ့တဲ့ viewer 30မင်္ဂလာပါအားလုံးပဲတယောက်တစ်ချက် like လောက်မလေးတွေနှိပ်ပါ share လို့ရတဲ့ကိုမောင်များအားလုံးပဲမိမိတို့ပေးတို့လို့ရှိရင်တယောက်တစ်ချက် share ပေးအောင်နော်အခါတိုင်းလိုပဲနော်သူများရှိမှသွားပြီးတော့ member ဝင်ပြီးတော့ပတ်တိတလုံးတောင်းစရာလည်းမလိုဘူးနော်အဖွဲဝင်ကြီးခေါ်ပြီးအဖွဲဝင်ဘယ်လောက်နဲ့ဆိုပြီးတော့လဲတောင်းပြီးတော့ပတ်တိလုံးတောင်းကြရလဲမလို့တန်းငယ်ပတ်တိလေးတွေကိုဖီးထုတ်ပေးမယ်ဟုတ်ပြီနော်6ပတ်တိမပြောက်ပတ်တိတနင်္လာနေ့မှာတစ်ကြိမ်ပုဒ်ပုနေ့မှာခုမကျော်ပတ်တိ တနေ့နာနေ့မှတစ်ကြိမ်ဘလူးနွေမှတစ်ကြိမ်နှစ်ကြိမ်တိတိထွက်တယ်တဲ့အားလုံးပဲတစ်ချက်ကြည့်အပေါ်နေမူတိုင်း65ဒီကကျွန်တော်တို့6ထိပ်88ကကျွန်တော်ကိုယ်ကြီးမတွေရှေ့အပိတ်တဲ့26ကနှစ်ထိပ်နဲ့အပေါ်နေမူတိုင်းတော့ဒီတိုင်းပဲ6ရှစ်နဲ့၃လုံးပေါင်းခြင်းနဲ့6ရက်ရှစ်ကပေါင်းတော့၄၄ရက်နှစ်ကပေါင်းတော့ကျွန်တော်တို့ဗာရမလဲ၄ရက်နှစ်ကပေါင်းတော့ကျွန်တော်ရဲ့ကိုယ်ကြီးမတွေအားလုံးပဲ6ရပါတယ် 6တီလဲကျွန်တော်ရဲ့ဂွေမာတွေဟူးမကျော်ပတ်တီဒီက6ပတ်တီဟူးမကျော်ပတ်တီတနင်္လာနေ့နဲ့ပေါ်တူးနေမှာထွက်တယ်တဲ့ဒီမှာလဲကျွန်တော်ရဲ့ဂွေမာအလုံးပဲတစ်ချက်ကြည့်6ပတ်တီဟူးမကျော်ပတ်တီတရီကိုကြည့်မယ်46ဆိုပြီးအင်္ဂါနေ့မှာတစ်ချိန်6ဘူးဆိုပြီးပေါ်တူးနေမှာတစ်ချိန်နှစ်ချိန်တိတိကျွန်တော်ရဲ့ဂွေမာတွေထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်တဲ့ဒါဆိုတစ်ချက်ကြည့်မယ်နော်ဒါကြံခဲ့တဲ့ပွဲကကျွန်တော်ပြီးတယ်ဟူးမကျော်ပတ်တီပါပဲနော်26ကကျွန်တော်ရဲ့အကူမများနှစ်ထိပ်ပါ3ညနှစ်က နှစ်ရဲ့ပိတ်ပါကျွန်တော်ရဲ့ကိုမတွေ35ကကျွန်တော်တို့တောင်းထိတ်နှစ်နှစ်3ကျွန်တော်ရဲ့အကိုမများသုံးလုံးပေါင်းချင်းဖြစ်ပါတယ်နှစ်နှစ်3သုံးလုံးပေါင်းချင်းနဲ့နှစ်နဲ့နှစ်နဲ့ပေါင်းတော့4နှစ်ကနှစ်ကပေါင်းတော့ကျွန်တော်အကိုမများ4ပါ4ရဲ့3ရဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ၄နဲ့၃နဲ့ပေါင်းတော့ခုနှစ်ခွန်ဒီကဟူးမကျော်ပတိဒါကြံခဲ့တဲ့ဘွေကတန်းခဲ့ပြီးတယ်ဟူးမကျော်ပတိမပြောက်ပတိနဲ့နော်မပြောက်ပတိနဲ့ပရိတ်နဲ့တွဲပြီးကြတဲ့80 40ခွန်ဆိုပြီးတစ်ပရိတ်ပရိတ်နဲ့တွဲကြတာဘုန်းတော်ကြံခဲ့တဲ့ဘွေကတော်တော်လေးရောမိုက်ပါတယ်နော်ခစားရတာကောင်းပါတယ် ခုမကျော်ပတ်တီခုနှစ်ပတ်တီကျွန်တော်ရဲ့ကွေမှာဟဲ့ဒီမှာခွန်ဘူးဆိုပြီးတနင်္လာနေ့မှာမန္တလေးပိုင်းမှာတကြိမ်40ခွန်ဆိုပြီးကျွန်တော်ညနေပိုင်းမှာတကြိမ်ညကြိမ်တိတိဘော်လူးမကျော်ကေမှာထွက်ရှိလို့အောင်မြင်ခဲ့တယ်ဆိုရင်လာမယ့်ဘွဲ့အတွက်ကျွန်တော်တို့18ရက်မှာ21ရက်နေ့အထိခုမကျော်ပတ်တီပတ်ချင်တဲ့ကိုမများ40နှစ်ကကျွန်တော်ကိုမများလေးထိတ်ဟုတ်ပြီနော်88ကရှေ့ပိတ်68ကကျွန်တော်ရဲ့ကိုမတွေ6ထိတ်တဲ့48 6ကျွန်တော်ရဲ့ကိုမများ3လုံးပေါင်းခြင်းဖြစ်တယ်တဲ့48နဲ့ပေါင်းတော့2ပါ လေးရဲ့ရှိခဲ့ပေါင်းတော့နှစ်နှစ်ခဲ့6ခဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲနှစ်ခဲ့6ခဲ့ပေါင်းတော့ကျွန်တော်ရဲ့ဂွေမတွေရှိရတယ်ရှစ်တီကဟူးမကျော်တဲ့ပတ်တီရှစ်တီကကျွန်တော်ရဲ့ဂွေမတွေအားလုံးပဲဟူးမကျော်တဲ့ပတ်တီဖြစ်ပါတယ် ဘာငယ်ဟူးမကျော်ပတ်သီးပဲထွက်တာလားလို့မမေးနဲ့ဟူးမကျော်ပတ်သီးပဲကျွန်တော်ရဲ့ကူမတွေဘာငယ်ထွက်ခဲ့တာမဟုတ်ပါဘူးဘာငယ်ရဲ့ဘာငယ်ရှိမှလာရောက်ပြီးကစားတဲ့ကိုဒီမတွေသိတယ်မွေးကနန်းလာယူတဲ့ကိုမမများမွေးကနန်းတုံညာသုံးဆိုပြီးတဲ့အောင်မြင်မှုရထားရင်တော့မွေးကနန်းလာယူတဲ့သူတွေသိပါတယ်မွေးကနန်းအခုလဲကျွန်တော်ရဲ့ကူမတွေဟူးမကျော်နော်ကျွန်တော်မွေးကနန်းဆက်ပေးမယ်မွေးကနန်းမရသေးတဲ့ကိုဒီမတွေအားလုံးကိုမွေးကနန်းထပ်ပေးပါမယ် 2029ကနေ20ဒီအထိဟူမကျော်ပတ်သီးက10ပတ်သီးဖြစ်ပါတယ်။မပြောက်ပတ်သီးကတော့9ပတ်သီး၊ပရိတ်ကိုက်ချနယ်ကွေမတွေမပြောက်ပရိတ်6ပရိတ်လို့ပေးထားပါတယ်နော်။အထူးမွေးကနန်းအငဲ့ပေးနေကြတိုင်းအထူးမွေးကနန်းအထူးမွေးကနန်းကျွန်တော်ရဲ့ကွေမတွေ၄ကွက်ပေးထားပါတယ်။လိုချင်တဲ့ကွေမတွေနော်လိုချင်သူများကျွန်တော်ရဲ့ဖုန်းနံပါတ်ဟာဒီဖုန်းနံပါတ်399 662 546 865ကိုမက်ဆေ့ချ်နဲ့မွေးလို့ဟိုင်းပါနော်။မွေးလို့ ဟိုင်းမှာကျွန်တော်ရဲ့ဂွေမာတွေမွေအထူးမွေကနန်းလေးကွက်ပို့ပေးပါမယ်။ပေါက်ပြီးကတော့ဂွေမိုင်အားလုံးပဲတည်တဲ့အတိုင်းပဲပေါက်ပြီးကတော့စေတနာကြီးနေပဲစေတနာဖြင့်ပဲအားလုံးကိုကူညီပါရယ်။ပေါက်ခဲလို့ရှိရင်မိမိတို့ပေးနိုင်တဲ့လောက်ပေးပါဒါပေမဲ့အရင်ပွဲကတန်းခဲချီမှာလာယူတဲ့သူကဟူးအဲ့မွေကနန်းလာယူတဲ့သူက၄60လောက်ရှိတယ်။တန်းခဲကိုမဖိုးလွှဲပေးတဲ့သူဆိုလို့30လောက်ပဲရှိရနော်30 20ဒီလောက်လောက်ပဲရှိပါတယ်။ကျန်တဲ့သူတွေကမလွှဲပေးတာများပါရယ်နော်။မဖိုးလေးတော့မလွှဲပေးနိုင်တော့လာမြူကြနဲ့ဟုတ်ပြီလားအားလုံးကိုစေတနာဖြင့်ပဲကူညီတာ။ မွေးကနန်းတွေသူများရဲ့ပေါက်ပေး2000ဝဲ3000တောင်းတယ်တန်းငယ်တိုင်းမဲ့စေတနာဖြင့်ပဲကူညီတယ်မန်ပါလည်းမခေါ်ဘူးအဖွဲ့ဝင်ကြီးလည်းမတောင်းဘူးတန်းငယ်မွေးကနန်းတွေတောက်လျှောက်မှန်တယ်မန်ပါခေါ်လို့လည်းရတယ်အဖွဲ့ဝင်ကြီးတောင်းလို့လည်းရတယ်ဒါမဲ့မန်ပါလည်းမခေါ်ခြင်းအဖွဲ့ဝင်ကြီးလည်းမတောင်းခြင်းဘူးစေတနာဖြင့်ပဲကူညီခြင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမိုင်းအားလုံးနော်စေတနာဖြင့်ပေးတဲ့ပေါက်ပေးစေတနာချင်းပေးတဲ့အထူးမွေးကနန်း၄ကွက်နော်ရင်ပွဲရတော့ကျွန်တော်ရဲ့ကိုမိုင်းတွေတုံညာသုံးဆိုတော့မွေးဒါတန်းငယ်ရဲ့မွေးတဲ့အောင်ထားတယ် အဲကြံခဲ့တဲ့ပွဲနော်၁၀ရက်ကနေ၁၄ရက်နေ့ထိပွဲကို၃ည၃ဆိုတော့မွေးကနန်တဲအောင်ထားတယ်အခုပွဲတက်ကျွန်တော်ရဲ့ကွေမိုင်အထူးမွေးကနန်မက်ဆန်ဂျာကလုံးဝပေးလို့ဆင်မပြေပါမက်ဆန်ဂျာကကျွန်တော်လမ်းဝဲကြံခဲ့တဲ့ပွဲကလူတော်တော်များများကိုတက်ပြီးတယ်ကျွန်တော်တို့တယောက်မှလွှဲပေးမှသူမရှိဘူးတယောက်လားနှစ်ယောက်လားအဲ့လားပဲလွှဲပေးမှသူရှိရလူ၄၀ကျော်လောက်ရှိတယ်ကျွန်တော်တက်ပြီးတယ်နော်ဒါပေမဲ့ကျွန်တော်လွှဲပေးရသူမရှိပါဘူးမက်ဆန်ဂျာကတထောင်လို့ပေးလို့မရဘူးအထူးမွေးကနန်ကျွန်တော်ရဲ့ကွေမိုင်တွေ၄ခွက်ကိုလိုချင်မှုရှိတဲ့ကွေမိုင်တွေစေတနာဖြင့်ပေးတာလိုချင်မှုရှိတဲ့ကိုမများ 66နဲ့946 865ကိုအားလုံးပဲမွေးလို့ဟိုင်းပါ66နဲ့946 865ကိုကျွန်တော်ရဲ့ကြွေမိုင်အားလုံးပဲမွေးလို့ဟိုင်းပေးတာဟုတ်ပြီနော်ဖုန်းမက်ဆေ့ရနေဟိုင်းရမှာနော်ဖုန်းမက်ဆေ့ကဟိုင်းပါမက်ဆေ့ရဟိုင်းနော်ကိုမောင်မြအားလုံးပဲမက်ဆေ့ကနေဟိုင်းပါပေါ့ပြီးကတော့အားလုံးပဲသိတဲ့အတိုင်းစေတနာကြီးမဟုတ်ဘူးပဲတွေ့ပြီပေါ့နော် ဖုံမစရာဟဲ့စင်မပြေဦးဒါပေမဲ့တော့နိုင်ငံခြားတို့ဘာလို့ထိုင်းတို့ဒါပေမဲ့တနေရာရောက်နေတဲ့ကိုမောင်များဖုံမပြေရစင်မပြေဦးဆိုရင်ဖုံမစရာစင်မပြေဦးဆိုတဲ့အကိုမများသာ6000နဲ့5600 6600မှာတန်းငယ်ဗိုက်ဘာဖွင့်ပေးထားတယ်အဲ့ဒီဗိုက်ဘာကနေလည်းလာယူလို့ရတယ်ဗိုက်ဘာကနေလာယူရမယ်လို့ပြောတာမဟုတ်ဘူးเนาะမစရာဟိုင်းလို့မရတဲ့အကိုမများမှဗိုက်ဘာကနေလာယူဗိုက်ဘာလည်းရှိတယ်ခုမကျော်ဘတ်ဒီ10ဘတ်ဒီပါမပြောက်ဘတ်ဒီ9ဘတ်ဒီမပြောက်ဘရိတ်က6ဘရိတ် တန်းငယ်မဲရန်ပေးနေကြတဲ့အထူးမကနန်း၄ကွက်လိုချင်တဲ့ဂွေမာတွေ66နဲ့946 65ကိုဖုန်းမက်ဆေ့ချ်ရနေမွေးလို့ဟိုင်းပါပေါ့ပြီးကတော့ကုညီနေကြအတိုင်းစေတနာဖြစ်မဲ့အားလုံးကိုကုညီပါတယ်ပေါ့ပြီးကတော့စေတနာကြီးပေါ့ရင်မဖို့လွှဲပြီးပါလိုချင်တယ်ဆိုရင်66နဲ့946 65ကိုမွေးလို့ဟိုင်းပါဟုတ်ပြီနော်အရင်ဘက်ကတော့မွေးကနန်း3ညာ3ဆိုတော့မွေးကနန်းတဲအောင်မြင်ထားတယ် ဖုံးမစရာဟိုင်းလို့စင်မပြေတဲ့အကူမောင်များမှာ6ချောင်းနဲ့9လေးချောင်း8ချောင်းမှာဘိုင်ပါလဲဖွင့်ပေးထားတယ်ဘိုင်ပါနေပြီးတော့အယောက်ဟိုင်းပြီးလဲယူလို့ရပါတယ်လို့ပြောကြရင် live show လေးကိုနောက်မှပဲရှင်းလားတွင်ပြပါအားလုံးပဲကျွန်တော်ရဲ့အကူမောင်များအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးစိတ်သွားတိုင်းကိုပါလိုရင်းဆန္ဒတွေလဲတလုံးတဝပြေဝကြပါစေလို့အဆုံးမကောင်တောင်းပေးရင် live show လေးကိုနောက်မှပဲရှင်းလားတွင်ပြပါအားလုံးပဲပိုင်ပါဗျာကံကောင်းကြပါစေ